်တင်ထင်ကြီးနေတယ်ဂျပန်နိုင်ငံရဲ့အတွင်းပုံနေတဲ့အကြောင်းအရာများအားလုံးပဲမင်္ဂလာပါဗကန်အထက်ထက်မဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျပန်နိုင်ငံလို့ပြောလိုက်တာနဲ့လှပတဲ့တောင်တန်းတွေခေမီနီပညာတွေနဲ့ရှီအောင်ဖျားเจ้าတွေကိုပဲအများစုကပြင်းပြတတ်ကြတာပါဒါပေမဲ့ဒီမှာတတူးတွေရှိရင်လူများသောတဲ့ရေကူးကန်တွေဓာတ်မမဟုတ်ရေချိုးကန်တွေကိုမဝင်ရဘူးဆိုတဲ့အကြောင်းတွေကိုရောသင်ကြားဖို့ကြပါလား ဒါမှမဟုတ်လူအများပြားကအလုတ်ချိန်များလို့လို့လမ်းဘေးမှာတော့အိပ်ပျော်နေကြတဲ့အကြောင်းနဲ့ဒီတက်ဆိုတဲ့တိတ်တိတ်လေးပျောက်ကွယ်သွားပြီးတခြားနေရာမှာလုံးဝဘဝတစ်တစ်ခုကိုတိဆောက်ဖို့ဆုံးဖြတ်လိုက်ကြတဲ့အဖြစ်တွေကိုရောသင်သိပါလားဒီကနေ့မှာတော့ဂျပန်နိုင်ငံရဲ့အမောင်ဖက်အချမ်းကိုပြောပြပေးသွားမှာပါဂျပန်ယာကူဇာလို့ခေါ်တဲ့ဂျပန်နိုင်ငံရဲ့ယာစပိကိုင်းဖွဲ့စည်းအောင်ဒီနိုင်ငံမှာအတော်ကြာ ဒီနိုင်ငံမှာအတော်ကြာကလေးကရှိနေခဲ့တာပါ။ယာကူဇာရီယာလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်1612ခုနှစ်လောက်ကလေးကစတင်ပေါ်ပေါက်ခဲ့ပြီးအစိုးရရဲ့အအောင်ဆိုင်မှုကိုခံခဲ့ရပါတယ်။သူတို့ဟာမိသားစုတွေနဲ့အဖွဲ့ဝင်တွေဖြစ်နေစုစည်းထားပြီးတော့အချင်းချင်းကာကွယ်ပေးထားကြပါတယ်။ဆာမူရိုင်းတွေနဲ့စင်တူတဲ့ဒလိထုံးစံတွေလည်းရှိပါတယ်။တကယ်တော့ယာကူဇာရီယာရွန်နဲ့တကယ်မရှိတဲ့ဆာမူရိုင်းတွေရဲ့ဂိုင်းတွေကနေဆင်းသက်လာတယ်လို့ယုံကြည်ကြပါတယ်။တကယ်တော့ယာကူဇာရီယာရွန်နဲ့ တခင်မရှိတဲ့ဆာမိုရိုင်းတွေရဲ့ဂိုင်းတွေကလည်းစမ်းသက်လာတာလို့ယုံကြည်ကြပါတယ်။ဂျပန်ယာကူဇာရီယာငွေညစ်တာ၊ချင်းချောက်တာ၊မှောင်ခိုးလုပ်တာ၊မူရည်စည်းဝါး၊ရောင်းဝယ်တာ၊လောင်းကစားလုပ်တာအတိုးအကြီးစားချိတာနဲ့တခြားလုပ်ငန်းတွေကိုလုပ်ကမ်းကြပါတယ်။သူတို့ဟာမြို့အနှံ့အပြားကစားတော့ဆန်တွေ၊ဘားတွေနဲ့ကုမ္ပဏီတွေကိုထိန်းချုပ်ထားပြီးတော့အဖွဲ့ဝင်တွေမှာသူတို့ရဲ့အတိတ်ပဲပါဝင်နေရှုပ်ထွေးတဲ့တက်တူတွေရှိတတ်ပါတယ်။ဂိုင်းတစ်ခုရဲ့အဖွဲ့ဝင်တွေဟာတူညီတဲ့တက်တူတွေကိုထိုးလိရှိပြီးမြေစဉ်ဘဝမှာမမြင်ရအောင်လုပ်ဖုံးကွယ်ထားဖို့လိုအပ်ပါတယ်။ တို့မှာလက်တန်းလေးတွေမရှိတာကိုကြည့်ပြီးရင်လည်းမှတ်မိနိုင်ပါတယ်။ယာကူဇာရီရဲ့သူတို့ရဲ့အမှားတွေကိုပြင်ဆင်ဖို့အတွက်ယူဘစ်ဆူမဲလို့ခေါ်တဲ့လက်ချောင်းတူတဲ့ခွဲစိတ်မှုကိုခံယူရတတ်ပါတယ်။သူတို့ရဲ့အင်အားအကြီးဆုံးကာလက1960ခုနှစ်တွေမှာဖြစ်ပြီးအဖို့ပင်13400ကျော်ရှိခဲ့ပါတယ်။ဒါပေမဲ့အခုတော့4000လောက်ပဲကျန်မာတော့တယ်။ဒါကတော့2017ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေကြောင့်ဖြစ်နိုင်ပြီးတော့အဲ့ဒီဥပဒေတွေကလုပ်ငန်းတွေအနေနဲ့ဂိုင်းတွေကို ငွေပေးတာဒါမှမဟုတ်ဆက်ဆံတာကိုတားမြစ်ထားပါတယ်။ယာကူဇာတွေကြောင့်လည်းဂျပန်လူမျိုးတွေဟာတက်တူးနဲ့ပတ်သက်ပြီးတော့ရင်းတင်းကျပ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဂျပန်နိုင်ငံရဲ့ယာစွဲကိုင်းဖွဲ့စည်းနေဆက်ဆက်နေတက်လို့ပါ။တဲတူထိုးရိုက်သူတွေကိုတော့ရေပူစမ်းတွေ၊ရိုးရာတဲကိုခန်းတွေ၊အများသောရေချိုးခန်းတွေ၊ရေကူးခန်းတွေ၊အားကစားခန်းတွေဒါမှမဟုတ် တချို့ဟိုတယ်တွေမှာဝင်ခွင့်မပြုပါဘူး။ဒီစီးမင်းတွေကိုဂိုင်းဝင်တွေကိုတချို့နေရာတွေနဲ့ဝေးဝေးမှထားဖို့လုပ်ထားတာပါ။ ယာကူဆာနဲ့ဆက်တွေ့နေတာပြင်အဲဒိုခင်မှာရာဇဝဲသားတွေကိုတက်တူးနဲ့ပြစ်ပေးတဲ့အချိန်လေးရှိခဲ့ပါတယ်။လေလုံသားတွေလည်းဖောက်တယ်ဒီပေါ်သူတို့ရဲ့ခြေခင်မြန်နှုံးမှုကိုပြသဖို့တက်တူးတွေထုတ်ခဲ့ပါတယ်။မေဂျီခေ1868 1912ခုနှစ်မှာတက်တူးထုတာကိုတရားမဝင်ဘူးလို့သတ်မှတ်ခဲ့ပေမဲ့1948မှာတော့ပြန်ပြီးတော့တရားဝင်ဖြစ်လာပါတယ်။ဒါမှလည်းမဲဆက်ကတော့ဆက်ရှိနေစေဖြစ်ပြီးတော့တက်တူးထုတဲ့သူတွေကလည်းအခုထိရေချိုးကန်းရှာရမှာအခက်အခဲတွေဖြစ်နေတော့မှာပဲ။ဆက်လက်ပြီးတော့2017ခုနှစ်က ဖူကူရှိမားဖြစ်စိုးကိုတင်းတို့သိကြမှာပါမီတာ150မိနစ်ဆူနာမီလိုင်းလုံးကြီးအားဖူကူရှိမားဒိုင်ဂျီနျူကလ িয়ার ဓာတ်ပေါင်းပိုတွေကိုပျက်စီးစေခဲ့ပြီးနျူကလ িয়ার မတော်တဆမှုဖြစ်ပွားစေခဲ့ပါတယ်အဲ့ဒီမှာဓာတ်ပေါင်းပို၃ခုအရေးပျော်သွားခဲ့ပါတယ်ဒီအဖြစ်အပျက်ကိုနိုင်ငံတကာနျူကလ িয়ার နဲ့ရောင်ကြီးထိန်းသိမ်းရေးအဆင့်အသတ်မှတ်ချက်အရအဆင့်9လို့သတ်မှတ်ထားပြီး အမြင့်ဆုံးစစ်မောင်း2023ခုနှစ်ဩဂတ်လမှာတော့ဂျပန်အစိုးရကတန့်စင်ပြီးတော့ရေဒီယိုတတိယရေတွေကိုပစိဖိတ်သမုဒ္ဒရာတွေကိုဆွန့်ပြဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကုလသမဂ္ဂအနေနဲ့စမ်းသပ်ပြီးတော့ရေရဲ့ရေဒီယိုတတိယမှုအောင်တလီတာမှာဘီကာရယ်900သာရှိပြီးတော့ Tridian စံတုံးတလီတာမှာဘီကာရယ်6000ထက်အများကြီးနည်းပါးတာကြောင့်ဂျပန်ကိုခွင့်ပြုခဲ့ပါတယ်။ဒါမှလည်းတရုတ်နိုင်ငံကတော့ဂျပန်ရေထွက်ပစ္စည်းအလုံးကိုချက်ချင်းပိတ်ပင်ခဲ့ပြီးတော့ဂျပန်ဟောင်ကောင်နဲ့တောင်ကိုရီးယားကလူတွေကလည်းဆန္ဒပြမှုတွေနဲ့သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုဖော်ပြခဲ့ပါတယ်။ တချို့ကတော့ဒီပြဿနာကို Reddit မှာဆွေးနွေးခဲ့ကြပါတယ်တချို့လူတွေကသူတေသနာရဲ့လက်တွေရအဲ့ဒီဟာငံပြောသီးတွေလောက်ပဲရေဒီယိုသတိကြွမှုရှိတာကြောင့်စိုးရင်စရာမရှိဘူးလို့ပြောကြပါတယ်ဒါမဲ့လည်းလူအများအပြားကတော့ရေဒီယိုသတိကြွအာဏိသင်ကိုရှော့ချဖို့အတွက်ပင်လယ်ရေနဲ့ရောပြီးမှစွန့်ပစ်တာကိုလုံခြုံတယ်လို့ဟန်ဆောင်နေတယ်လို့စိုးရင်နေကြတော့မှာပဲဒီတည်မားလေးကိုခြေဖြတ်ဖို့အပြင်ဂျပန်ဝန်ကြီးချုပ်ဖူမီခီရိုတာကလည်းဖိုကိုရှိမားမှာဖမ်းမိတဲ့ငါးကိုစားပြခဲ့ပြီးသူ့ရဲ့ယုံကလည်း ူးမှုမီဒီယာမှာဗီဒီယိုတခုဖြန့်ဝေခဲ့ပါတယ်။ဒါပေမဲ့လည်းတော်တော်လေးကိုတရားကြဖို့ကောင်းပြီးတော့ရဲရတဲ့အချက်ကဒီရဲ့ဖြစ်ပျက်ကြောင့်ပဲဂျပန်ထုတ်ကုန်တွေကိုပိတ်ပင်ခဲ့တဲ့တရုတ်ကြီးတွေစီမှာဖိုကိုရှိမားတဲ့၃ဆလောက်ထရီဒီယန်ပုံများတဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံတခုရှိနေပြီးတော့တောင်ကိုရီးယားရဲ့ကိုရီနျူကလ িয়ার ဓာတ်အားပေးစက်ရုံမှာလည်းအလားတူပမာဏတွေရှိပါတယ်။တခြားနိုင်ငံတွေမှာသိမ်းမတွေ့ရတဲ့ဂျပန်ရဲ့နောက်ထပ်တစ်ဖက်ကတော့အစီကံကဖေးတွေပါ။ဒါရီယာဝစ်ဆောင်တွေနဲ့ဝန်ထမ်းတွေဖောက်သည်တွေကိုဝန်ဆောင်မှုပေးတဲ့ cosplay ဆိုင်ရာကဖေးတွေဖြစ်ပါတယ်။အော်ဒါကုတွေကြမှာတော့အရင်ရေပန်းစားတာကြောင့် အာဂီယာပါရာတဆိုင်ထဲမှာပဲအစီကံကဖေး60ကျော်လောက်ရှိပါတယ်။အများအပြားဖြစ်နေပြောစရာကောင်းပြီးတော့ဘေးအန္တရာယ်ဖြစ်တဲ့အတွေ့အကြုံတစ်ခုပါ။ဒါပေမဲ့လည်းဒီလုပ်ငန်းမှာတော့အမှောင်မှန်ချက်တွေရှိပါတယ်။လုပ်ငန်းခွင်မှာအရန်စေးပြီးစည်းစရာကောင်းပြီးတော့တချို့မင်းကလေးတွေကလှုပ်ချင်တွေ့မှလည်းစိုးရိမ်ထိတ်လန့်စရာတိုက်ခိုက်မှုတွေခံစားရတယ်လို့ဆိုပါတယ်။အဲဒီအစီကံမင်းကလေးတွေကိုလည်းကိုလေးချိန်ပဲတက်အောင်နဲ့တက်တဲ့နေမှာပိန်ပိန်ပပနေဖို့တားမြစ်ထားပါတယ်။အစီကံတွေကြားမှလည်းဆင်းဆင်းရှိပြီးနိုင်ငံခြားအစီကံတွေကအောက်ဆုံးစင်မှာရှိပါတယ်။ပေါက်တယ်ဒီကလည်းအစီကံတွေကိုလည်းပိုင်းဆိုင်ရာအတိတ်ပဲဖွင့်ဆိုပြီးတော့ဆွေးနွေးတဲ့ forum တွေလည်းရှိကြပါတယ်။ ဂျေဘက်မှာတည်တန်းရှိတဲ့နောက်ထပ်ဝါအရာတစ်ခုကတော့ salary man လက္ခဏာဝင်တဲ့မှာဒီဝန်ထမ်းများဆိုတာတနေ့ကို12နာရီကနေ16နာရီထိအလုပ်လုပ်ကြရပြီးတချို့ကသူတို့ကိုခိုင်းတော့ ino ကုမ္ပဏီရဲ့ခွေးတွေဒါမှမဟုတ်ရှာကို corporate မွေးမြူတလေးဆန်လိုမျိုးအထင်သေးတဲ့စကလုံးတွေတော့မှခေါ်ကြပါတယ်ဂျပန်လက္ခဏာဝင်နှန်းတွေရဲ့ပင်မနဲ့တနေ့တာဟာမနေ့စောစောမှာလူတွေပြည့်ကျက်နေတဲ့ရထားတွေကိုအတင်းတိုးဝေးရခြင်းမှာစတင်ပါတယ် ဒီရထားတွေဟာလူတွေနဲ့ပြည့်ကျက်လုံးနေတာကြောင့်အစိုးရကလူတွေကိုအတင်းထိုးထည့်ဖို့ဝန်ထမ်းတွေကိုတော့မှတည်တံ့ခံထားရပါတယ်။ပြီးရင်တော့ညအထိရုံးမှာလှုပ်လှုပ်ကြရပါတယ်။သူတို့ဟာအလုံးနောက်ကျလုံးတာကြောင့်ညပိုင်းကျမှအရက်ဆိုင်ဒီဓမ္မမို့ဘင်ကိုလိုမျိုးနေရာတွေမှာအပန်းဖြေကြနေပါတယ်တခါတလေလကစားဝင်တဲ့နေရာအလုတ်ပင်ပန်းလိုလိုလမ်းပြီးမှရထားပေါ်မှာဓမ္မမို့လူသွားဆင်းကြမှာတော့မှအိပ်ပျော်ရက်တက်ပါတယ် ်အများပြည်သူမိသားစုတွေဟာသူတို့ရဲ့ဖခင်ကိုတိတ်မတွေ့ရပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာအလုပ်အရမ်းများလို့ပေါ့။ဂျပန် corporate ဝန်ထမ်းတွေဟာသူတို့ရဲ့နေထိုင်မှုပုံစံကြောင့်ပဲ NDA ရှိတဲ့အကျိုးဆက်တွေကိုလည်းရင်ဆိုင်နေရပါတယ်။နှလုံးရောဂါလေးပြတ်တာနဲ့စိတ်ကျမ်းမာရေးပြဿနာတွေခံစားနေရပါတယ်။တခါတလေတိုချိုမြို့ရဲ့လမ်းမတွေပေါ်မှာလူတွေအော်ဟစ်ပြီးတော့နေရံကိုထိုးပေါက်နေတာကိုမြင်နိုင်ပါတယ်။ဒါစိတ်ပီစီမှုကြောင့်ပေါ့။ဝမ်းနည်းစရာကောင်းတာကဒီလိုစိတ်တက်ကြလို့နေတာဟာအရင်အဖြစ်များတာကြောင့်လူများစုဟာဘာမှမဖြစ်သလိုဟန်ဆောင်ပြီးတော့လွတ်လွတ်ရှူသွားတတ်ပါတယ်။အစိုးရအခြေအနေကိုတော့ကာရိုရှိလို့ခေါ်ပါတယ် ်အလုလုံကဲမှုကြောင့်တည်ဆုံတော့ပါကာရိုရှိရဲ့ပထမဆုံးဖြစ်ကို1969ခုနှစ်မှာမှတ်တမ်းတည်ခဲ့ပါတယ်အဲဒီတုန်းကတော့တည်င်းစာကုမ္ပဏီဝန်ထမ်းတူဟာအသက်29နှစ်ရမှ၄ဖြစ်ပြီးတော့တည်ဆုံခဲ့ပါတယ်ဒီလူတချို့ကစိတ်ပီစီမှုလွန်ကဲလို့လို့သူတို့ရဲ့အသက်ကိုစတေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်သူတို့ဟာအများအပြားတော့အောဂီဂါဟရလို့ခေါ်တဲ့ကိုကိုကိုတက်တည်တဲ့တစ်တော့ကိုသွားပြီးတော့အဆုံးစီရင်ကြပါတယ်သူတို့ရဲ့စိတ်ပီစီတဲ့ဘွားရဲ့နောက်ထပ်အကျိုးဆက်တစ်ခုကတော့ဂျိုးဟက်စုပါနေစဉ်ဂျပန်လူမျိုးထောင်ပေါင်းများစွာပျောက်ဆုံးသွားကြပါတယ် တို့ရဲ့ဘွားကနေရွေးချက်ရှိရှိနဲ့ပျောက်ကွယ်သွားပြီးတော့ဘသူမှမသိတဲ့နေရာကိုရောက်သွားကြတာပါတခါလေလူတွေကအလုံးနဲ့ပြိနေလို့လို့ပျောက်ကွယ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဓိကအကြောင်းရင်းကတော့မှန့်ညံချုပ်ရင်းတာကြောင့်ဖြစ်ပေမဲ့တချို့လူတွေကတော့အိမ်တွင်းအကြမ်းဖက်မှုအကျွေးဒါမှမဟုတ်အလုတ်ပြုတ်တဲ့အရက်တွေကြောင့်ထွက်ပြေးကြတာဖြစ်ပြီးအခုလိုမျိုးလူတွေကိုပျောက်ကွယ်သွားအောင်ကူညီပေးတဲ့ယူနာလို့ခေါ်တဲ့လုပ်ငန်းတစ်ခုတော့မှရှိပါတယ် ဂျပန်လူမျိုးတွေဟာကမ္ဘာပေါ်မှာအဖော်အဆုံးလူတွေထဲကတအုပ်ဖြစ်ပေမဲ့သူတို့ဟာခွဲခြားဆက်ဆံမှုမရှိဘူးလို့မဆိုလိုပါဘူး။ဒီနိုင်ငံဟာလူမျိုးတွေပဲနေထိုင်တာကြောင့်လူဦးရေ68.5%ကန်တုံးကျော်ဟာဂျပန်စစ်စစ်တွေဖြစ်ပါတယ်။ဒါပေမဲ့ half လို့ခေါ်တဲ့ဂျပန်တဝက်သွေးနှောသူတွေရဲ့အမှုတွေလည်းရှိပါတယ်။ဒီလူတွေကသူတို့ကိုလူအများစုကနိုင်ငံသားတွေလို့မြင်တဲ့အတွက်သွေးကွဲနေတယ်လို့ခန်းစားရတတ်ပါတယ်။ကိုရီးယားနဲ့တရုတ်ဟာဖူချိုဟာဂျပန်ကတိုက်ပိုက်ခဲ့တဲ့နိုင်ငံတွေကလာတဲ့အတွက်ခွဲခြားဆက်ဆံခဲ့ရပါတယ်အထူးသဖြင့်တော့အာဖရိကန်တွေပေါ်ဟာဖူတွေအတွက်လည်းမှန်ပါပဲသူတို့ဟာဘက်စကတ်ဘောကောင်းတယ် ်ရဲစရာကောင်းပါတယ်ဒါမှမဟုတ် rap ဂီတကိုကြိုက်တယ်ဆိုတဲ့စံနှုန်းတွေနဲ့လောင်ပြောင်ချင်းရင်ဆိုင်နေရပါတယ်ဂျပန်မှာဖုန်းဝယ်ပူးတယ်ဆိုရင်သူတို့ရဲ့ဖုန်းတွေမှာစိတ်နှောက်ရှက်ဖြစ်စရာအသေးစိတ်အချက်အလက်တခုရှိနေပါတယ်တင်တတိထားမိကောင်းထားမိမှာပါသူတို့ရဲ့ဖုန်းအားလုံးကကင်မရာအတန်ပါပါတယ်ဘာပဲလို့လို့ပိတ်လို့မရပါဘူးတချို့လူတွေတွေ့တော့တာဟာစိတ်နှောက်ရှက်ဖြစ်ပြီးမြဲတချို့လူတွေတွေ့တော့ဘဝပြောင်းလဲသွားစေနေပါတယ်ဒီကင်မရာတိုင်းရဲ့အကြောင်းရင်းကတော့ကိုယ်ကြီးကိုယ်တော်လုံခြုံရေးတော့ပါဒါကြောင့်လူတွေကမရိုက်တဲ့ပုံကိုမရိုက်နိုင်အောင်ပါ ီနိုင်ငံမှာတော့လူတွေကတခြားသူတွေရဲ့မလိုလားအပ်တဲ့ပုံတွေကိုရယူရမှုတွေအများကြီးရှိပါတယ်။ဂျပန်ရဲတပ်ဖွဲ့ဟာ2009ခုနှစ်ကနေ2016ခုနှစ်ထိကိုးချောင်းရိုက်ကူးမှု60ရာခိုင်နှုန်းတိုးလာတာကိုတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်မဲ့ထို့သဖြင့်အမျိုးသမီးတွေကိုကာကွယ်ဖို့ဒီဥပဒေကိုပြဋ္ဌာန်းခဲ့တာပါ။နေပညာကုမ္ပဏီကြီး Apple ကမှဂျပန်ကိုတင်ပို့တဲ့ဖုန်းတွေကိုစိတ်ကြိုက်ပြင်ဆင်ဖို့သဘောတူခဲ့ပါတယ်။ဒါကြောင့်တော့ဟာတင်းတို့အတွက်အနေငယ်စိတ်နှောင့်ရှက်ဖြစ်စရာကောင်းပေမဲ့ရွေးချက်ကောင်းနေလောက်ထားတာဖြစ်ပြီးအဓိကရွေးချက်ကတော့လူတွေရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကာကွယ်ဖို့ပေါ့ကြီးစုတင်ပါတယ်